မင်္ဂလာပါရှင်ကျမကတော့ရုံးမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောက်တုံမျိုးကိုစစ်ကောင်စီက Jet Fighter 3စီးနဲ့ပုံကျဲတိုက်ခိုက်တဲ့သတင်းကွန်ကရစ်နဲ့ဒေါနာတောင်ကြားမှာအောင်စရစစ်ကြောင်းအထိနာနေတဲ့သတင်းမိုးပြဲမျိုးကိုတကြော့ပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထိနာပြီးပြန်လဲဆုတ်သွားတဲ့သတင်းတပိတ်ကြီးမျိုးနဲ့ရေထွက်ကြီးရွာစစ်ကောင်စီလေကြောင်းကပုံကျဲတဲ့သတင်း ရုရှားသမ္မတပူတင်အီစတာမာပြည့်ရက်ကြောင်းကြေညာတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းအနေနဲ့ကြောက်တော်မျိုးကိုစစ်ကောင်စီကဂျက်ဖိုက်တာ၃စီးနဲ့ပုံကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရခတ်တက်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တော်မျိုးကိုစစ်ကောင်စီကမနေ့ကမနက်အစောပိုင်း၂နာရီ38မိနစ်၊၂နာရီ42မိနစ်နဲ့၂နာရီ58မိနစ်တို့မှာဂျက်ဖိုက်တာ၃စီးနဲ့ပုံကျဲရာဒေသခံတအူးတေဆုံးပြီး 20ကျော်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကြောက်တော်မျိုးရှိမြို့တိရက်ကွက်ပြည်တော်သားရက်ကွက်နဲ့ရှမ်းရွာရက်ကွက်တို့ကိုဘုံတွေထိမှန်ခဲ့တာပါ။မြို့ပေါ်ရက်ကွက်တွေမှာမပောက်ကွဲသေးတဲ့ဘုံများလည်းကြန့်ရှိနေသေးတာကြောင့်ဒေသခံများကကြောက်လန့်နေကြတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းအနေနဲ့ကော့ကရိတ်နဲ့ဒေါနာတောင်ကြားမှာအောင်စရစစ်ကြောင်းအထိနာနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့ဝင်းကျင်တဝိုင်းနဲ့စစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းရှိရာဒေါနာတောင်ပေါ်မှာ KNL ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီဖွဲ့နေ့စဉ်ဒီပါတိုက်ပွဲပြင်းထန်နေတာကြောင့်အောင်စရာစစ်ကြောင်းအထိနာနေတယ်လို့သိရပါဗါးအောင်စရာစစ်ကြောင်းအထိနာနေတာကြောင့်စစ်ကောင်စီကကော့ကရိတ်မြို့ဝင်းကျင်နေရာတွေကို ခုရပိုင်းတွင်လေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေပါတယ်အဲ့ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူများသာတေဆုံးထိခိုက်မှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်နောက်ထပ်သတင်းအနေနဲ့မိုးပြင်းမြို့ကိုတကြော့ပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်း အထိနာပြီးပြန်ဆုတ်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းနယ် PNP နယ်ဆက်မိုးပြဲမြို့ကိုတကြော့ပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဟာအထိနာပြီးပြန်လည်ဆုတ်ခွာသွားကြောင်းရှမ်းတောင်စစ်ဒေသကွယ်အမတ်တပ်ဗျူဟာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မနေ့ကမနက်စောပိုင်းမှာအင်အားတရာကျော်ပါစစ်ကောင်စီစစ်ကြောင်းဟာ drone တွေလက်နက်ကြီးတွေနဲ့မိုးပြဲမြို့ကိုပြန်လည်သိမ်းပိုက်ဖို့အတွက်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ တော်လိုင်းရေးတပ်ဖွဲ့များနဲ့ထိတ်တိုက်ကြီးတွေ့မှုဖြစ်ရာစစ်ကောင်စီတပ်မှ15ဦးထက်မနည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးထိခိုက်မှုများတာကြောင့်ခမရ၄နိနိတက်ရင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။နောက်ထပ်သတင်းအနေနဲ့တပိတ်ချင်းမြို့နယ်ရေးထွက်ကြေးရွာစစ်ကောင်စီလေးချောင်းကပုံကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပိတ်ချင်းမြို့နယ်ရေးထွက်ကြေးရွာကိုမနေ့ကနေ့လယ်တနာရီကမှတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်နေရာဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ီပုံကျဲမှုကြောင့်ကလေးနှုတ်အပါဝင်အရက်သားပြည်သူ17ဦးစုစုပေါင်း73ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတပိတ်ချင်းမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ပတ်ကဖကဓပုံများနဲ့တကွာထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာရေထွက်ကြေးရွာကိုအရင်နေ့တွေကလေးကလာရောက်တိုက်ခိုက်နေတာဖြစ်ပြီးထိခိုက်မှုမရှိတာကြောင့်မနေ့ကထပ်မံရောက်လာပြီးဘုံကျဲခဲ့တာပါရော်လဲမှာရှိတဲ့ရေထွက်ကြေးရွာနီးစီဆိုင်ကိုထိမှန်ခဲ့ပြီး မိများပါကူးဆက်လောင်ကျန်းခဲ့တာကြောင့်အခုလိုအသေးပြောင်းတဲ့ထိခိုက်မှုများခဲ့ကြောင်းသိရပါဗျ။နောက်ဆုံးသတင်းအနေနဲ့ရုရှားသမ္မတပူတင်အီစတာမှာအပြည့်အကြောင်းကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကခရစ်ယာန်တို့ရဲ့အီစတာပွဲတော်ကာလယူကရိန်းမှာအီစတာအပြည့်အမှုကိုကြေညာလိုက်ပါတယ်။မနေ့ကမော်စကိုချင်းညနေ6နာရီကနေဧပြီလ20တနင်္ဂနွေညတကောင်ရံချိန်ထိ ယာယီပြစ်ခတ်ရစဲကြောင်းမစ္စတာပူတင်ကကြေညာလိုက်တာဖြစ်ပါတယ်။ယူကရိန်းဘက်ကလည်းဒီပြစ်ခတ်ရစဲရေးကိုလိုက်နာမယ်လို့ယူဆကြောင်းချိုးဖောက်မှုရှိလာပါကရုရှားတပ်ဖွဲ့တွေကတားဆီးဖို့အသိရှိကြောင်းပူတင်ကထက်လောင်းပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီးကအခုအပြစ်ရစဲမှုကိုလက်ခံလာဆိုတာမသိရသေးပါဘူး။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေတိုးတက်မှုမရှိပါကဆွေးနွေးနေတာတွေကိုထားခဲ့လိုက်ကြမယ်လို့ချိန်ချောက်ပြောဆိုခဲ့ပြီးတဲ့နောက်အခုလိုသမ္မတပူတင်ရဲ့အပြည့်အမှုထွက်ပေါ်လာတာဖြစ်ပါတယ်။မနေ့ကတည်းကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။